တယ်ရန်ပဲစီမတ်လ14ရက်တောက်ကြနေညနေခင်းရုပ်သက်သတင်းလေးကိုပြန်လည်တင်ဆက်ပေးပါရမယ်။ဒီကနေ့တင်ဆက်ပေးမယ့်သတင်းတွေကတော့တက်ရည်ရှိရနေပြင်မနာစုချောင်းမှုကို KN ပြည်တိတက်မတော်တက်ဖြတ်ခဲ့တယ်လို့နေပြည်တော်တိုင်းစစ်ဌာနချုပ်ကပြောပါရင်မက်ဆေ့ချ်ဆောင်စခန်းတစ်ခုမှာအင်ချင်တရားဝန်ကျေဆံပြက်လက်မှုနဲ့ကြုံတွေ့နေရတယ်လို့သိရပါရယ်86နှစ်မြောက်ပအိုးအမျိုးသားနေအခမ်းအနားကိုအွန်လိုင်းကနေ BNFC နဲ့ PNL တို့ပူးပေါင်းပြုလုပ်ခဲ့ကြပါတယ်စတဲ့သတင်းတွေကိုကြည့်ရှုနားဆင်ရမှာပါရှင်အမျိုးသားညီညွတ်ရေးဆိုရအန်ယူဂျီလက်အောက်ခံနေပြည်တော် PDF တပ်ရဲအမှတ်600နီးပြည်မနာစစ်ချောင်းမှုရဲဘော်ကိုဆိုင်ကိုကျန်းပြည်တည်တမတော်ကတပ်ဖြတ်လိုက်တဲ့ပေါ်တာဝန်ယူဖြေရှင်းပေးဖို့နေပြည်တော်တိုင်းစစ်ဌာနကမတ်လ17ရက်နေ့မှာထုတ်ပြန်ချက်ထုတ်ပြန်ပြီးတောင်းဆိုခဲ့ပါတယ်ရဲဘော်ကိုဆိုင်ကိုကျန်းပြည်တည်တမတော်ဘဟုကော်မတီဝေဘုံမူကြီးတိန့်ဟန်နဲ့တွေ့ဆုံစေဖို့ မတ်လ3ရက်နေ့ကလေးကကရင်ပြည်တိနေမြေအမတ်6မြို့နယ်ဒုတက်မဟာမူဖိုးခွားကလာရောက်ခေါ်ဆောင်သွားခဲ့တယ်လို့ဆိုပါရယ်အဲဒီနောက်မှာတော့တပ်ရဲအမတ်600နေပြင်မနာစစ်ချောင်းမူရဲဘော်ကိုဆိုင်ရဲ့ရုပ်အလောင်းကိုကရင်ပြည်တိတမတော်ရုံဆက်ရနေမြေတနေရာမှာမတ်လ7ရက်နေ့ကပြန်လည်တွေ့ရှိခဲ့တယ်လို့ထုတ်ပြန်ချက်မှာဖော်ပြပါရယ်တေဆုံသွားတဲ့ရဲဘော်ကိုဆိုင်ကိုညှင်းပါနှိပ်စက်ထားတဲ့ဒဏ်ရာတွေနဲ့တွေ့ရှိခဲ့တယ်လို့ နေပြီးတော့ PDF ကထုတ်ပြန်ချက်မှရေးသားထားတာပါအဲဒီထုတ်ပြန်ချက်နဲ့ပတ်သက်ပြီးကရင်ပြည်တိတာဝန်ရှိသူတွေကိုကျွန်တော်တို့ထိုင်းကတယ်လီဖုန်းနဲ့ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ပြန်လည်ဖိကြားတာမျိုးမရှိပါဘူးဒီဖြစ်စဉ်နဲ့ပတ်သက်လို့ထုတ်ပြန်ပြီး၃ရက်အတွင်းအပြည့်အဝတာဝန်ယူဖြေရှင်းပေးဖို့ကိုလည်းကရင်ပြည်တိတမတော်ကိုနေပြီးတော့ PDF ကတပါးတီးပြောဆိုထားပါတယ်တေဆုံးသွားတဲ့ရဲဘော်ကိုစားရဲ့ရုပ်လောင်းကိုမက်လ73ရင်းနေ့မှာဂရေလီဘီတနေရာမှာ ညင်ညွတ်တူချူခဲ့တယ်လို့သိရပါဗျ။မဆက်မြို့နယ်တွင်းကဆက်ချောင်းစခန်းတနေရာမှာအချင်းတရားဝင်းကြီးဟာဆန်ပြက်လက်မှုဖြစ်နေပြီးအကူအညီလိုအပ်နေကြတယ်လို့စခန်းကော်မတီတာဝန်ရှိသူတွေကပြောပါဗျ။လက်ရှိမှာတော့ဆန်ပြက်လာတဲ့မိသားစုတွေအနေနဲ့ချင်းငါးစားသုံးနေရပြီးငွေချေးအနည်းငယ်ရှိတဲ့မိသားစုတွေကတော့ဆန်ကိုဝယ်ယူစားသုံးနေကြရပါဗျ။ကုန်စည်လုံးတင်းကြီးအကြောင်းလဲလိုအပ်တဲ့လောက်မဝယ်ယူနိုင်ကြဘူးလို့ ဆက်ရှောက်စခန်းရဲ့တာဝန်ရှိသူတို့ကပြောပါတယ်။ပြီးခဲ့တဲ့နှစ်လအထိဆန်ပဲစာစတဲ့စာနာရိတ်ခါတွေကိုအရေးပေါ်ကူညီကယ်ဆယ်ပေးနေတဲ့စီတအဖွဲ့စီကနေပုံမှန်ရရှိနေပေမဲ့အကူအညီအားလုံးကိုရပ်ဆိုင်းသွားတာနှစ်လရှိပြီဖြစ်ပါတယ်။အမေရိကအစိုးရကလည်းညမာပြည်ပါဝင်တခြားသောနိုင်ငံတွေစီပေးနေတဲ့အကူအညီတွေကိုရှော့ချလိုက်တဲ့နောက်ပိုင်းမှာ Greenin ဆက်ရှောက်တွေပေါ်လဲတက်ရောက်မှုတွေရှိလာတာပါ။ဒါကြောင့်လဲစီထာအနေနဲ့ ပုံမှန်၆ပတ်ကူညီပေးနေတဲ့ဆက်ရှောက်လူသူတွေစီကိုအထောက်ပံ့မပေးနိုင်တဲ့အခြေအနေမှာဖြစ်လာတယ်လို့အရေးပေါ်ကယ်ဆယ်ရေးဆောင်ရွက်နေတဲ့စီတန်ရဲ့တာဝန်ရှိသူတို့ကပြောပါတယ်။နယ်ဆက်ကဆက်ရှောက်စခန်းတွေမှာခေလုံးနေထိုင်သူတွေဟာစိုက်ပျိုးရာ နေရာနေမြင်မရှိသလိုနေစာလာရမယ့်အလုပ်တွေလည်းမရှိတာကြောင့်သူတို့အတွက်စားနပ်ရိက္ခာအကူအညီတွေမရှိမဖြစ်လိုအပ်နေတာပါ။အဲဒီဆက်ရှောက်စခန်းမှာ HA 320ရှိပြီး လူဦးရေ1500နီးပါးနေထိုင်ကြတယ်လို့သိရပါတယ်။မနေ့ကမတ်လ23ရက်နေ့မှာကြာရောက်တဲ့86နှစ်မြောက်ပို့အမျိုးသားနေ့အခမ်းအနားကို ပို့အမျိုးသားဖက်ဒရယ်ကောင်စီ PNFC နဲ့ပို့အမျိုးသားလူမျိုးရေးအဖွဲ့ချုပ် PNLO တို့အွန်လိုင်းကနေ ပူးတွဲပြုလုပ်ခဲ့ကြပါတယ်။လက်ရှိပို့အိုဒေတာမှာဖြစ်ပွားနေတဲ့စစ်ပရိပခတ်တွေဟာပို့အိုလူမျိုးအခြေချင်းကြားမှာဖြစ်စေ ပို့လူမျိုးနဲ့တခြားတိုင်းရင်းသားညီနောင်တွေကြားမှာဖြစ်ပွားနေတဲ့စစ်ပဋိပက္ခတိုက်ပွဲမဟုတ်ပဲစစ်အာဏာရှင်စနစ်ကိုလုံးဝလက်မခံတဲ့ပို့အပအဝင်ပြည်သူလူထုတရက်လုံးအနေနဲ့စစ်အာဏာရှင်ကြားဖြစ်ပွားနေတဲ့တိုက်ပွဲသာဖြစ်တယ်လို့ PNNO နဲ့ PNFC ရဲ့ပူးတွဲထုတ်ပြန်ချက်မှပြောဆိုထားပါတယ်။အွန်လိုင်းကနေပြုလုပ်ထားတဲ့အခမ်းအနားမှာတော့ပို့တော်လိုင်းရေးတပ်ဖွဲ့တွေကီအမျိုးသားအစည်းအရုံး KNU ၊ဂရင်းမျိုးသားတိုးတက်ရေးပါတီ KNPB မြန်မာနိုင်ငံလုံးဆိုင်ရာចောင်းသားများဒီမိုကရက်တစ်တပ်ဦး ABSDF လူပောင်တီဒီမိုကရက်တစ်ပါတီ DPNS တို့အပါအဝင်ပို့အိုအစီအယုံရဲ့မိဖက်ဖွဲ့စည်းတွေအရက်ဖက်တာဝန်ရှိသူတွေစုစုပေါင်းလူဦးရေတရာကျော်တက်ရောက်ခဲ့ကြပါတယ်။မတ်လ23ရက်နေ့မှာကြာရောက်တဲ့ပို့အမျိုးသားနေ့ကို online အပြင်နေရာဒေသအသီးသီးမှာရောက်ရှိနေတဲ့ပို့လူမျိုးတွေဟာလည်းအခမ်းအနားကိုကျင်းပပြုလုပ်ခဲ့ကြတယ်လို့သိရပါတယ်။ မတ်လ14ရက်ကနေ့ရီထိုင်းရဲ့ညနေခင်းရုပ်သံသတင်းတွေကိုတင်ဆက်ပေးနေတာပဲဖြစ်ပါတယ်။ကြည့်ရှုအားပေးခဲ့ကြတဲ့ပရိသတ်တွေအားလုံးနဲ့ခရီးနီဗီဒူဗီတာအားလုံးအချက်အတဲဘွားကနေအမြန်ဆုံးလူမျှကြပါစေရှင်။ကျွန်မမော်လေးများပါ။